တရားဇဝနရေးသားထားတဲ့ဇဝနပုံမြင်စာအုပ်ထဲမှာကာကဝလိယဆိုတဲ့ဇဝိထုကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ဥလေးဘာလောက်နေတယ်လဲ။ဟူ၍မေးလိုက်တော့ကလေးအတန်ကိုကြားရသဖြင့်ကျွန်တော်သည်စာရေးနေရာမှာလှမ်း၍ကြည်လိုက်ရာကျွန်တော်ဤအိမ်နေခြင်းမိတ်ဆွေကြီးအပါကလေးကိုတွေ့ရလေ၏။ ဟာအပါကလေးပါလားနေကြောင်းဆင်းလာပြီလားအပါသည်ခေါင်းငိမ့်လျက်ဟုတ်ကဲဟုဖြေလေ၏နေဒီကနေ့ဘယ်နှခါအယိုက်ခံရသလဲဒီကနေ့အယိုက်မခံရဘူးဦးလေးရဲ့တခါလေဆီယမသူ့မေးတာမရလို့ဘိုက်ကိုဆွဲလိမ့်အေးအေးခဏထိုင်အောင်နော်ငါစားရေးအောင်မယ်အခုစားမေးပါနဲ့အောင်ဦးလေးရဲ့ ျွန်တော်ပုံပြောပါဦးမယ်အပါပြောတော့ပုံများမှာအလွန်နာထာကောင်းလေရှိတော့ကြောင်းကျွန်တော်လည်းမငင်းပယ်လို့ပဲစာရေးစပွဲမှာထားကဒီနေ့မင်းဆရာမကဘာပုံပြောလိုက်တလဲဟုတ်ဆိုရင်ပက်လက်ကလေးထိုင်ပေါ်တွင် ထိုင်ပြီးလင်နားဆိုင်နေလေ၏ဟာတိတ်ကောင်းတာပဲဦးလေးရဲ့စင်းရတဲ့လင်မယားနှစ်ယောက်အကြောင်းပြောပြတယ် ။နောက်တော့သူတို့နှစ်ယောက်ချမ်းသာသွားတယ်။ဟင်။နေဝိထုကမပြောခင်ကပြီးနေပါရောလား။မပြီးသေးဘူးဦးလေးရဲ့အထင်းမှာဘလူးတွေပါတယ်လဲပါတယ်။ဦးလေးနားထောင်တော့။ဟာဦးလေးကလည်းနားလည်းမထောင်ဒူးကြီးလှုပ်လှုပ်နေပြန်ပြီ။ဦးလေးဒူးကြီးကိုမစော့နဲ့။အဲ့ဒီပုံကျွန်တော် ကောက်ကောက်ပြောပြမယ်။အဲ့ဒီမင်းများနှစ်ယောက်နာမည်ကဘာပါလဲ။အော် တိပီတိပီကာကီဝလာတဲ့ကာကဝလီရပါကွအေးဟုတ်တယ်ဟုတ်တယ်နားထောင်နော်အဲ့ဒါနဲ့ရှင်းရှင်းတုန်းကဟွန်းမဟုတ်ပါရှင်းရှင်းတုန်းကမဟုတ်ဘူးဦးလေးရဲ့အဲ့ဒါပုံမဟုတ်ဘူးတကယ်ဖြစ်တာပုံဆိုမှရှင်းရှင်းတုန်းကလို့ပြောရမှာနော်အဲ့ဒီယောက်ျားနဲ့မိန်းမကြီးတွေရှိကြရောသူတို့ဟာတိတ်ပြီးစင်းရဲတယ်ဦးလေးရဲ့ အင်ကြီးတောင်မရှိဘူးယောက်ျားကြီးမှာလုံကြီးတစ်ထဲတည်းရှိတယ်ရုံသွားရင်လုံကြီးတစ်ထဲတည်းနဲ့သွားရတယ်မိမကြီးမှာလည်းဘာမှမရှိဘူးပဝါတစ်ထဲပဲရှိတယ်ဈေးသွားရင်ဒီပဝါလေးချုံပြီးသွားတာပဲသူတို့ရှက်လည်းမရှက်ဘူးနော်ဩဝိလစ်စလေကိုင်းကိုစပေးထောင်တာသူတို့ပထမပဲထင်နေဟုတ်တယ်ဦးလေးရဲ့နှုတ်ပြီး သူတို့နှစ်ယောက်စလုံးထမင်းမစားဘူးဒီလိုဆိုရင်ဘာစားလို့မိမ်မလဲနော်ငပြားရည်လည်းမပါဘူးနှက်ပြီးတော့မြေကြီးပေါ်မှာအိပ်ရတယ်တဲ့ဒါကဖုံးကြီးတရအဲလီဖုံးကြီးတစ်ခုလာပြီးသူတို့ကိုသိတ်ချမ်းသာတဲ့ထင်လို့စောခင်ပါရောဒီတော့ယောက်ျားကြီးရအရှင်ဖေဟာကျွန်တော်တို့သိတ်ပြီးဆင်းရဲပါတယ်ထမင်းတော့မစားရသေးဘူးလို့ပြောတော့ဖုံးကြီးက မင်းတို့ငါ့ကိုစွန့်လိုက်ရင်ချမ်းသာလိမ့်မယ်လို့ပြောတာနဲ့သကွဲနဲ့ကစုံရွက်ကြိုထားတာတွေလောင်းလိုက်ရောဖုန်းကြီးကသကွဲမဲ့မတီးပဲချမောင်ဟင်းနဲ့ပဲပြုံမှတ်လို့တဲ့ရင်ဝမ်းတာပြီးချမ်းသာပါစေချမ်းသာပါစေလို့စူတားပြီးပြန်သွားရောအဲ့ဒါနဲ့သူတို့တိုင်းပြည်မှာရှင်ပြည်တစ်ပါးရှိရောအဲ့ဒီရှင်ပြည်ဟာ ပုံထဲမှာပါတဲ့ ဘယင်တပါငချင်းစာဖေကားပြီးသေးရောဆိုတဲ့ဘယင်မဟုတ်ဘူးတကယ့်အရှင်ဘယင်အစ်စ်ဒီရှင်ဘယင်ကြီးကတနေ့တော့မตาဖို့သွားရောသွားတော့ဓာထိုးမှုနဲ့သေစားသေးစီလို့ကျိုးပေးခံရတဲ့အကျဉ်းသမားတယောက်ကို ပင်ញိုင်ကုန်းမှာကျိုးနဲ့ခြိထားတာတွေ့ရရောအဲ့ဒီအကျဉ်းသမားကရှင်ဘယင်ကိုမြင်တော့အသင်ရှင်ဘယင်ကြီးရဲ့ ခမည်းစားတဲ့သမီးကျွန်တော်ကိုပေးစားပါလို့တောင်းနေ။ဩပေးစားပါလို့ပြောသလား။ဒါဖြင့်ဒီရာဇဝတ်ကဟာမော်လမြိုင်သားထင်နေ။မဟုတ်ဘူးဦးလေးရဲ့ညနေချောင်းသားလို့ဆီယမ်မကပြောတယ်။အဲ့ဒါနဲ့ဘီရင်ကအေးအေးနန်းတော်ကြရင်ပို့ခိုင်းမယ်။အဲ့လိုပြောပြီးမတော်ကားနဲ့နန်းတော်ကိုပြန်သွားရော။ ညတော့ကြတော့ရှင်ဘင်းကသမီးပို့ဖို့မေ့နေရောညကြတော့မှ ရှင်ဘင်းကတတိယပြီးသမီးပို့ခိုင်းတော့တင်းញိုင်းကုန်းမှာတစီ၆မှာကြောက်တာနဲ့ဘသူမှမတွားရဲကြဘူးလမ်းမှာလည်းဘလူးတွေရှိတယ်နှုတ်ပြီးဒီညဟာလာကွယ်ကျော်နှစ်ရက်နေဆိုတော့စိတ်မှောင်လာပဲဒါနဲ့ဘသူမှမတွားရဲကြတော့ရှင်ဘင်းက မျိုးထဲမှာမောက်တီခိုင်းပြီးတင်းငိမ့်ကုန်းကိုထမင်းသွားပိုးဝှက်နဲ့လို့ရှိရင်စုငွေတစ်ထောင်ပေးမယ်ဆိုတော့တခြားလူတွေကတော့ဘလူးကြိုက်ပြီးစားမှကြောက်တာနဲ့ဘသူမှမတော်ဝင်ကြဘူးဒီစင်းရတဲ့လင်မယားကတော့ပတ်စံတိတ်လို့ကျင်တော့သူ့မိန်းမကသူ့လင်မသိအောင်အိယာတွေကတိတ်တိတ်ကလေးထလာပြီးကျမသွားမယ်ကျမတောင်းတာပေးမလားဆိုတော့ ရှင်ဘီရင်ကအေးပေးမယ်ဆိုတော့ဒီမိမကကျမကိုခုံဖနဲ့ရယ်ပတိန်ထီးရယ်ဇာဘော်လီအင်ဂျီရယ်ဓမ္မရယ်အဲ့ဒါတွေပေးရင်သွားမယ်လို့ပြောတော့အဲ့ဒါတွေရှင်ဘီရင်ကပေးလာရောဒါနဲ့အဲ့ဒါတွေဝတ်ပြီးသူတယောက်ထည့်သွားတာပေါ့ဇာဘော်လီနဲ့ခုံဖနဲ့ပဲစီးသလားထမိတ်မပအောင်လားဒါတွေပဲဝတ်တယ်ဦးလေးရဲ့ ဆရာမပြောတဲ့အထက်မှာထမိတ်မပါဘူးဦးလေးကလည်းဝင်းဝင်းပြီးစကားပြောတာပဲငင်းငိမ့်နားထောင်ပါဦးလေးအဲ့ဒါနဲ့ဒီမိမကြီးလည်းတောထဲကိုရောက်သွားရောရောက်သွားတော့တောထဲမှာရှိတဲ့ဘလူးကြီးကဟဲ့ကမင်းမနင်းဘာပြုလို့ငါတစ်ပင်အရိတ်ထဲဝင်ရတယ်လဲနင့်ကိုကြိုက်စားမယ်ဆိုပြီးအစွဲကြီးထုတ်ပြတော့ဒီမိမကပထမတော့ကြောက်သွားတယ် နောက်တော့မှမကြောက်ဘဲဟဲ့ဘလူးငါနစ်တစ်ပင်ရိတ်ထဲဝင်လာတာမဟုတ်ဘူးငါထီးအရိတ်ထဲငါဝင်တာနင်းဘာရန်စကားပြောတာလဲငါခုံဖနက်နဲ့ပိတ်ပါချလိုက်ရယူရီယာကသွားမယ်ဆိုပြီးသူစီးလာတဲ့ခုံဖနက်ကို ချွတ်ပြီးရိုက်မယ်နောက်တော့မှအမလီခဲတာပေးပါ အပင်မိမရေငါနောက်ကိုဒီလိုမပြောပါဘူးနေ့လေငါကြိုက်မစားပါဘူး နင့်ဦးငါရွှေဦးခုနှလုံးပေးပါမယ်။ငါမိမကလေးမွေးနေလို့ကိုရှိရတစ်ပင်မှာရှိတဲ့ငါရောက်ခမကိုဝမ်းဆွဲတဲ့ခေါ်ပေးခိုင်းပါလို့ပြောတော့စင်းရတဲ့မိမကြီးကအေးငါပြောပေးမယ်ဆိုပြီးဘလူးကြီးစီကရွှေဦးခုနှလုံးကိုယူရောဒါပေမဲ့သူမထမ်းနိုင်ဘူးစိတ်လေးတာနဲ့လမ်းချခေါ်ပြီးလမ်းချနဲ့တင်ယူသွားရော နောက်တစ်ပင်တစ်ပင်ရောက်တော့သူပြောတဲ့ဘလူးကိုတွေးရောဟဲ့ဘလူးနေသမီးကလေးမျက်နှာမြင်နေတယ်နေသမက်ကဝမ်းဆွဲတယ်ခေါ်ပေးပါလို့မှားလိုက်တယ်အဲ့လိုပြောတော့ဘလူးကြီးကသိတ်ဝမ်းသာပြီးနေပြောတာငါသိတ်ကျေးဇူးတင်နေဟောဒီမကြီးပင်အောက်ကရွှေအိုးခုနှစ်လုံးတူးပြီးယူဆိုတော့ဒီမိမကြီးလဲရွှေအိုးတွေတူးပြီးလမ်းချပေါ်တင်ယူသွားရော့ ပထမဘလူးစီကရွှေအိုးခုနှစ်လုံးနောက်ဘလူးစီကရွှေအိုးခုနှစ်လုံးဆိုတော့ခုနှစ်နဲ့ခုနှစ်ပေါင်းလိုက်တော့ဘလောက်ပါလဲခုနှစ်ပြီးတော့၈၈ပြီးတော့၉၉ပြီး30 30ပြီး17 17ပြီး12 12ပြီးတော့13 13ပြီးတော့ ဆက်လေး။음ဟုတ်တယ်။အားလုံးဆက်လေးလုံးရသွားရော။ဒါနဲ့ဒီမိမကြီးကငါတော့ကော်တာပဲ။လက်ကောက်တွေခြေချင်းတွေလောက်ရတော့မှာပဲလို့တဲ့ရင်ဝက်တာသွားတာပေါ့။နောက်တော့တင်းကြိုင်းခုံးကိုရောက်သွားပြီးရာဇဝိတားကိုခမင်းခွန်ရော။ခမင်းခွန်တော့ရာဇဝိတားကလက်ကိုဖမ်းပြီးဆွဲထားတာပေါ့။ဒီတော့ဒီမိမကနေငှောက်လှွင့်လှော့ မလို့ရင်ငါအော်လိုက်မယ်။နင့်ကိုလက်ဆွဲမှုနဲ့ဂက်တိုင်မယ်ဆိုတော့မှလွတ်လိုက်ပြီးရွှေအိုးတွေပေါ်တက်ထိုင်ပြီးလမ်းချနဲ့နဲနော်ကိုပြန်ရော။နဲနော်ကြတော့ရှင်ဘီရင်ကငွေတထောင်ပေးလိုက်လို့ချမ်းသာသွားရော။မင်းတို့ကစာဖွဲ့ပေးမယ်ဆိုပြီးနောက်တော့ဘွဲမပေးပဲလိန်ပြီးတော့သူတို့နှစ်ယောက်စလုံးကိုကိုကလာဝဟင်ဟုတ်ပါ ခုနဦးလေးပြောတဲ့နာမည်ကဘာလဲကာကဝလိယအေးဟုတ်တယ်ဟုတ်တယ်အဲ့ဒီနာမည်ကို လိမ့်ပြီးပေးလာရောအဲ့ဒါနဲ့ပြီးရောဒီနေရာမှာတော့ပြာဇဝနာရေးသားထားတယ်ဇဝနာပုံမြင်စာအုပ်ထဲမှာကာကဝလိယဆိုတဲ့ဇဝတ္ထုဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်